ီနေ့ဥကောက်ဖတ်ပြမယ်စာအုပ်ကလေးကတော့ The Naughty Sheep look လို့ခေါ်ရနော် no? This is Abattoir Farm This is Mrs. Bood the farmer She has two children called Poppy and Sam and a dog called Rusty ဒါကတော့ပန်းသီးပင်ဥယျာဉ်ခြံလေးဖြစ်ပါတယ် ဒီမှာရှိတယ်တောင်သူမာကြီးကတော့ Mrs. Boot ပါတဲ့သူမှာကလေးနှစ်ယောက်ရှိတယ် Poppy နဲ့ Sam လို့ခေါ်တယ်တဲ့သူတို့ရဲ့အချစ်တော်ခွေးကလေးနာမည်က Rusty လို့ခေါ်တယ်နော် သူတို့တွေကအခုပန်းသီးပင်တစ်ပင်ကကြွေကျနေတဲ့ပန်းသီးတွေရောပန်းပင်သီးပင်ပေါ်မှာရှိတဲ့ပန်းသီးတွေလည်းခူးနေတဲ့ပုံရှင်တော့ချင်းထဲမှာလည်းအပြည့်ပဲနော်သူတို့ချင်အသီးတွေအများကြီးသီးပြီးတော့ on the farm there are seven sheep the sheep live in a big field with a fence around it one sheep has black eye she is called woolly သူရဲ့ဥယျာဉ်ခြံထဲမှာတဲ့တိုးကလေးခုနှစ်ကောင်ရှိတယ်တဲ့အဲ့ဒီတိုးတွေအများကြီးကမြခင်ပြင်ကျဲကြီးရဲ့ ခြံစည်းရိုးလေးကာထားတဲ့ထဲမှာနေကြတယ်တဲ့အိတ်တေအားတိုးခုနှစ်ကောင်ထဲမှာမှာတိုးကလေးတစ်ကောင်ဟာမျက်လုံးမှာအမဲကွက်ကလေးနေတဲ့တွေ့လားအိုးဘယ်ဘက်တော့အပေါ်လေးမှာမျက်လုံးလေးကွက်နေတယ်အမဲကွက်လေးညာဘက်မျက်လုံးလေးကွက်တယ်သူ့နာမည်ဟာဟူလီလို့ခေါ်တယ်တိုးမာလေးပေါ့နော် Wooly is bald Wooly stops eating and looks over the fence grass, she says. Nothing but grass. Boring. Uliare. တနေ့တနေ့မြက်တွေရွယ်စားနေရတော့ပြင်းလာတယ်ကြည်ပါဦးတဲ့မြက်ပင်တွေရွယ်မြက်ပင်တွေပဲဘာမှမရှိဘူးတခြားထူးဆန်းတာဆိုတော့ပြင်းလိုက်တာလို့သူကသူညီးတွားနေတယ်တဲ့ Woolies ကနော် Woolie runs out of the gate she runs out of the field into the farmyard Then she ran through another gate into the garden. Uli's garden. အလိုနဲ့သူတို့ကာယံထားတဲ့ချန်စီယိုကနေမှတကားလေးဟနေတာကိုခွင်ကောင်းယူပြီးတော့သူကထွက်သွားလိုက်တယ်တဲ့။ဘယ်လိုလဲဆိုတော့ဒီယာကင်းရဲ့တခြားဘက်ချမ်းလေးပေါ့နော်။နောက်ထပ်ကွင်းပြင်တစ်ခုဘက်ကိုသွားသွားလိုက်တယ်တဲ့။သူက garden နဲ့အဲ့ဒီကွင်းပြင်ရဲ့တစ်ဖက်မှာတဲ့။ပန်းဥယျာဉ်လေးတစ်ခုရှိမနေတူရဲ့လား။နော်အဲ့ထဲကိုဦးလီလေးက မျောလင်းချက်ကြီးစွာနဲ့မျိုးလုံးလေးပြူးပြီးတော့ပြေးထွက်သွားလိုက်တယ်တဲ့ <inaudible> Holy seeds lost to eat in the garden she tastes some of the flowers very good she says much prettier than grasses Uli sees lots to eat in the garden. She tastes some of the flowers. Very good, she said. And much prettier than grasses. Uli are အရန်လာတဲ့ပန်းပင်ကြီးရှိတဲ့ဥယျာဉ်ထဲကိုရောက်သွားတယ်တဲ့ပြီးတော့တဲ့သူကတဲ့ဒီတိုင်းမနေဘူးလှတဲ့ရောင်စုံပန်းတချို့လေသူကြိုက်စားကြည့်လိုက်တယ်တဲ့သိတ်ကောင်းတဲ့အရာသာပဲတဲ့ကြည့်လို့လည်းလှတယ်အရာသာလည်းကောင်းတယ်တဲ့မြက်ပင်နဲ့ဘာမှမတူဘူးတဲ့မြက်ပင်နဲ့တက်ပိုကောင်းတယ်လို့ပြောတာပေါ့နော်အဲ့လိုနဲ့သူကကြည့်ပန်းဥယျာဉ်မှာကြည့်ကိုယ်ကောက်ပြီးတော့ yellow ပန်းတွေလည်းစားတယ် No, เนาะဒီမှာ red No, don't band นี่လဲစာဘန်းအိုးကြီးလဲတိုက်တော့ပြုတ်ကြတယ်เนาะအဲ့လိုမျိုးသူရှောက်သွားတယ် Can you see where Woolies walk She walks around the garden eating lots of the flowers I like flowers she said အဲ့လိုနဲတဲ့ ပင်မလဲတဲ့ဝူလီကိုတွေ့လာတဲ့ဝူလီလေးပန်းဦးရဲ့တခုလုံးမှွေနှောက်ရှောက်သွားပြီးရှိသမျှပန်းတွေကိုလိုက်ပြီးတော့အရသာတွေမြီးဆန်းကြည့်နေတယ်တဲ့ပြီးတော့ तू ကသူကညှိတွားလိုက်သေးတယ်ပြောလိုက်သေးတယ်ပေါ့နော်သူပန်းပင်နေစားရတာကြိုက်တယ်ဆိုပြီးပြောလိုက်သေးတယ်သူ့အနောက်မှာသူလိုက်လျှောက်စားနာကိုကြည်နေကြောင်လေးတကောင်ရှိရဲ့နော်ခက်လေးတကောင်ကလည်းအနောက်ကနေလိုက်ကြည့်နေသူအော်ပြီးတော့ Mrs. Boots sees Woolly in the garden What are you doing in my garden? she shouts there. You have been eating my flowers, you naughty sheep. Mrs. Boot ကလည်းဝူလီကိုတွေ့သွားပါလေရောတဲ့ပန်းဥယျာဉ်ထဲကိုရောက်ပြီးတော့ငါရဲ့ပန်းခြံထဲမှာဘာလဲလုံလာလဲအိုးတဲ့ငါရဲ့ပန်းနေကိုဘာလိုက်ကိုက်စားနေပါလားတဲ့တော်တော်ဆိုးတဲ့တိုးလေးတိုးမလေးပေါ့နော်သူကအဲ့လိုမျိုးပြောရှာတယ် Mrs. Boot က Mrs. Boot is very crossed. It's the show today she says. I was going to pick my best flowers for it. Just look at them. Mrs. Pooh ကတော်တော်လေးစိတ်ဆိုးနေတဲ့ပုံပဲတဲ့နော်။မမပေါ်ပြီးကသူ့အမေကိုလမ်းချော်နေစိတ်လျှော့ပါစိတ်လျှော့စနေတဲ့ဖက်နဲ့တားနေရတယ်နော်။ဒီနေ့ပြပွဲရှိတယ်လေတဲ့။ငါတဲ့အင်မတန်လာတဲ့ပန်းတချို့ကိုတဲ့အဲ့ဒီပြပွဲကိုယူသွားမလို့စီစဉ်နေထားတာဆိုပြီးတော့ Mrs. Pooh ကပြောပြီး Woolly ကိုစိတ်ဆိုးနော်။ Woolly က Mrs. Pooh ရဲ့စိတ်ဆိုးတဲ့အော်တန်လေးကြားရောဟိုဘက်ကိုလှည့်ပြေးတဲ့ပုံဖြစ်တယ်နော်။ it is time for the show. Come on, says Poppy, we must go now. The show starts soon. It's only just down the road. အခုတော့တဲ့ပြပွဲပြမယ်အချိန်လေးရောက်ပြီတဲ့မမဖော်ပြပြောတယ်လာပါမင်မီတဲ့သွားရအောင်တဲ့တမီးတို့နောက်ကျနေအောင်မယ်တဲ့ ပွဲကစတော့မှတဲ့ဒီလမ်းလေးတိုင်းရှောက်သွားကြမယ်လေတဲ့ဒီအောက်လေးမှာပဲလို့ပြောရနော်ဒီမှာဝူလီလေးကချောင်းနေတာ Rusty လေးကအင်းဆိုပြီးတော့လှည့်ကြည့်တော့တော်တော်ဆိုးတဲ့ကောင်ဆိုပြီးတော့ तू က तू ကလှမ်းပြီးတော့နော်အဲမျက်နှာပေးလေးလှုပ်ပြလိုက်သေးတယ်နော် They all walk down the road Wooly watches them go She chews her flowers and think I like to go to the show သူတို့တွေလက်တီတွဲပြီးတော့เนาะ Mrs. Boo တို့ Popiro San တို့เนาะ Rusty လဲပါတယ်လမ်းလျှောက်သွားကြတာဟိုတဲ့အနောက်ကနေပြီးတော့ဝူလီလေးကကြည်နေတယ်ကြည်ပြီးတော့သူကလည်းနည်းနည်းနားလေတဲ့ဘောเนาะပန်းလေးကိုစားပြီးတော့စဉ်းစားနေသူကိုယ်တိုင်လည်းအဲ့ဒီပြပွဲကိုသွားတော့သွားကျင်တာလို့သူကစဉ်းစားတယ်เนาะဘာဆက်ဖြစ်မလဲမသိဘူး Wooly goes to the show. Wooly runs down the road. soon she came to a big field with lots of people in it. အလိုနဲ့တဲ့ဝူလီကိုယ်တိုင်လည်းပြပွဲလေးကိုနောက်ကနေတဖြည်းဖြည်းချင်းလိုက်လာတော့ပွဲကိုရောက်လာတယ်တဲ့။ဝူလီလောက်လာတော့တဲ့။ကွင်းမြင်ကြီးထဲမှာလူတွေအများကြီးဝိုင်းအောင်နေတဲ့နေရာကိုရောက်လာတာပေါ့။အဲ့ဒီနေရာ show လို့ခေါ်ရနော်။ပြပွဲတစ်ခုရှိတယ်တူတယ်။ Uli goes into the ring. She pushes pushes past the people and into the field. She stops by a man in a white coat. အလုံးနဲ့ဟိုတိုးတီတိုးနေတဲ့ဝူလီလဲပြပွဲကိုမြင်ကျင်းတို့တိုးရင်တိုးရင်နဲ့ပြပွဲဝင်းနေကိုတကယ်ကြီးရောက်လာတယ်တဲ့အဲ့လိုတိုးရင်ရောက်လာတာဟိုတဲ့သူ့ကိုတဲ့ကုတ်အင်ကြီးဖြူအောင်ဝက်ပြီးတော့ရှိနေတဲ့เนาะဒိုင်မဲဖြစ်မယ်သူကပြုံးပြိုးကြီးနဲ့ကြည်နေဒီဝူလီလေးရောက်လာတာဟိုเนาะပြုံးပြိုးကြီးနဲ့เนาะခါထောက်ပြီးတော့ကြည်နေတယ် ဘူလီရလည်းမျက်လုံးမဲကွင်းနေတယ်နော်တခြားသူလေးလည်းရောက်နေတူလားဒီနားမှာနော်သူတို့လည်းပါလာလို့ဒါပေမဲ့ဝူလီကြည့်ရတာတခြားသူတွေထက်ပိုပြီးတော့အာနည်းနည်းထွားထွားကြကြရှိတဲ့သဘောရှိတယ်နော်သူကအရန်ဗိုက်စာတက်ပြီးရှောက်စားထားတာဟိုအားကြောင့်အကောင်နည်းနည်းကြီးနေတာ Mrs. Boot finds her What are you doing here Woolie says Mrs. Boot She has just won a prize says the man Mrs. Boot ကားတဲ့ ဝူလီစ်ကိုတွေ့ပါတော့တဲ့လှမ်းမိတယ်ဟာဘာလိုက်လောက်တာလဲဝူလီရေလို့မေးတယ်တဲ့အဲ့ဒီအချိန်မှာပဲတဲ့ခုနဥဥနော်ဒီအုတ်ထုံနဲ့အင်းကြီးဖြူနဲ့ဒိုင်ဦးလေးရဖြည်တယ်တဲ့တူလေးတဲ့အခုပဲစုရသွားတာလို့ပြောလိုက်တယ်တဲ့မစ္စစ်ဘူးလည်းအံ့ဩပါတယ်လားဗဇက်ကလေးကိုလက်ကလေးနဲ့အုပ်ပြီးတော့အဲ့မှာနားလေနဲ့တူတဲ့ rusty လေးလည်းမျက်လုံးလေးပြူးသွားတယ်နော် Woolies the winner This cup is for the best sheep says the man oh that's lovely thank you mrs boot ကကြားလိုက်တာဗောနော်ဦးကပြောတယ်ဦးလီကားတဲ့ဒီပြိုင်ပွဲမှာတဲ့ဝင်နာဖြစ်သွားတယ်တဲ့ပထမဆုရတဲ့လူဖြစ်သွားတယ်တဲ့ဒီဆုဖလားလေးကသူ့အတွက်ပါတဲ့အဲ့မှာ Mrs. Boo တို့ Poppy တို့ Sam တို့အားလုံးကပျော်ပျော်နေရော That's lovely တဲ့เนาะသိပ်ပျော်စရာချစ်စရာကောင်းတာပဲတဲ့ Jesus တင်လိုက်တာတဲ့အဲ့လိုမျိုးပြန်ပြောတယ်တဲ့ဦးလီကိုလည်းပြောတာဖြစ်မယ်အဲ့ဒီ judge ဦးအင်းကြီး white coat နဲ့အင်းကြီးနဲ့ဦးကြီးကိုပြောရတယ်ဖြစ်မယ်နော်အဲ့လိုねသူတို့နောက်လိုက်လာတဲ့ဝူလီလေးကိုသူကပုတ်တက်ပြီးတော့ပြုံးနေကြတယ်အားလုံးကနော်ကြည့်ပါဦး rusty လေးကိုကြည့်ပါဦးသူလည်းအံ့ဩနော်ခုနကပဲသူတို့စိတ်ဆိုးနေဝူလီလေးရတယ်အခုတော့သူတို့ပြုံးအောင်လုပ်လို့ဆိုပြီးတော့ပြောနေကြပါလားတဲ့ဘယ်လိုလူတွေလဲမသိဘူးနော်လို့သူလည်းအံ့ဩနေနော် it is time to go home Come on, Wooly, says Mrs. Boot. We will take back to your field, you naughty clever sheep. အခုတော့တဲ့အိမ်ပြားမဲ့အချိန်ရောက်ပြီတဲ့လာတော့ဦးလီတဲ့မင်းဟိုးတဲ့ငါတို့မင်းနေတဲ့ကွင်းလေးစီပြန်ခေါ်သွားတော့မယ်တဲ့မင်းတော်တော်ဆိုးတယ်တဲ့လူလေနော်တိုးမလေးလို့ပြောပြီးတော့သူ့ကိုပုတ်တက်ပြီးတော့ခေါ်သွားတယ်တဲ့ခက်သက်သက်ပဲလမ်းလျှောက်သွားကြတယ်လက်ထဲမှာ Mrs. Boo ကပျော်ရွှင်စွာနဲ့စုဖလားလေးခြင်ပြီးတော့ဦးလီကလည်း နော်ဒီမှာဖဲပြားလေးရပြီသူ့ကိုတွေ့ချိတ်ထားပေးတယ်တဲ့အဲ့လိုနဲ့အားလုံးဟာခက်မြန်မြန်မဲ့အင်းကိုလမ်းလျှောက်ပြန်သွားကြတော့တယ်တဲ့နော်ဒီနေ့တော့ဒီလောက်ပါပဲ